ရင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ website တွေကိုတင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ရိုယယ်တီမောင်ဖွင့်ထားတဲ့ရေခဲဆိုင်စော်တဲ့ပုံမြင်ပဲဖြစ်ပါတယ်။ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါ။တတော်လေးကိုအသုံးကျတဲ့ကောင်ဘယ်အချိန်အထိဒီပုံစံအတိုင်းအိမ်မှာပဲနေနေအောင်ပါလဲ။ငါနေ့ကိုအလုပ်လေးပါလေးထွက်ပြီးလှုပ်ပါဆိုပြီးတော့ဘယ်နှချိန်လောက်ပြောဆိုနေရမလဲ။အလုပ်လေးပါလေးလှုပ်တတ်သွားပြီးဆိုလို့ရှင်တော့ပတ်စံလေးရလာမှာပေါ့။ ိမ်မှာအတောင်စီဘလောက်တောင်မှလိုအပ်နေလဲဆိုတာကိုရောသိလားဒီပတ်ကြီးအမေကတော့အရန်ကိုစိတ်ဆိုးဒေါသထွာလောနေခဲ့တဲ့အတွက်ကြောင့်မလို့ဒီပတ်ကိုအော်နေခဲ့ပါတယ်ပတ်စံခတ်ခဲလောနေခဲ့တဲ့အတွက်ဒီပတ်ကတော့ရှစ်တန်းအောင်နာနဲ့ကြောင်းထွက်ခဲ့ရပါတယ်မိခင်ရဲ့စိတ်ကူးအိမ်မက်တွေအလုံးကအဲ့ဒီအချိန်ကလေးကတိတ်ဆုံးသွားခဲ့ရပါတယ်ဖခင်ဖြစ်သူကလည်းအမေနဲ့အရက်မူးယူပြီးအိပ်ရာတွေလဲနေပါတယ်ဒီလောက်ထိမိသားစုအခြေအနေတွေဆိုးရွားနေတာဒီလိုအခြေအနေကြီးမှာသူတို့ဘာလုပ်ကြမလဲ သူကဒေါသတွေအားလုံးသူ့တာလေးအပေါ်ကိုပဲပုံချတတ်ပါတယ်။အမေရဲ့တားတို့အရွယ်ကလေးတွေဘယ်မှာအလုံးလုံးနေလဲသိလား။တားတို့အရွယ်ကလေးတွေအားလုံးအလုံးမလုံးကြဘူးအမေရဲ့အားလုံးကကစားနေကြတယ်စားသင်နေကြတယ်။သူ့တာလေးအပေါ်ကိုသူမတရားဘူးဆိုတာသိပါတယ်။ဒါပေမဲ့သူ့မှာလည်းရွေးချယ်စရာမရှိပါဘူး။ပတ်စံမရှိပဲကလေးလေးယောက်ကိုပြုစုပေးရတယ်ဆိုတာကမလွယ်ကူတဲ့ကိစ္စတခုမဟုတ်လား။အရာအပြင်အရက်မူးယူနေတဲ့ယောက်ျား။တားရဲ့အမေလည်းဒေါသအရန်ထွက်လို့ပြောချင်တာပြောမိရော။ ကဲလာသားလေးရေအမေဒီမှာအသီးဖြော်ရေလေးဖြော်ထားတယ်လာတော့အောင်ကြောပြီအမေရဲ့ကျွန်တော်အသီးဖြော်ရေမကြိုက်ဘူးဖြစ်နိုင်မယ်ဆိုရင်တော့အိမ်မှာထမင်းလေးပါလေးချက်ပါလားအမေရဲ့ဗိုက်စားတယ်ဒီအချိန်မှာပဲအိရာတဲ့လဲနေတဲ့အရက်သမားအဖေကဝင်ပြောခဲ့ပါတယ်မင်းရမရဟိုကမစားချင်ဘူးဒီဟာမတောက်ချင်ဘူးဆိုပြီးတော့ဂျီးမြရဲသေးတယ်ဟုတ်လားမင်းကောမင်းဘာထင်နေရလဲထမင်းနဲ့ဟင်စားချင်နေဆိုရင်တော့ကိုဟါကိုအလုတ်ထွက်လို့မင်းတို့အားလုံးအလုံးမလုံးကြပဲနဲ့ဘာလုံးနေကြတာလဲပြီးတော့မင်း မင်းနောက်မှာခလေးတွေအားလုံးခေါ်ပြီးသွားတောင်းစားမယ်ဆိုရင်တော့တရတရပတ်စံအများကြီးရမှာပဲရှင်ကဘလို့လူစားမျိုးလဲရှင့်မိမနဲ့ခလေးတွေကိုရှင်ကတောင်းစားခိုင်းနေရဲ့ဟုတ်လားကျမကိုတောင်းစားခိုင်းမဲ့အစားတခါတည်းတက်ပြလိုက်ပါလားကျမဒီလောက်ထိအခြေအနေမစိုးခင်ကျမခလေး၄ယောက်လုံးကိုခေါ်ပြီးသေးလိုက်တော့မယ် push bar ရဲ့အခက်ခဲဒုက္ခတွေကတဖြည်းဖြည်းနဲ့များလာနေခဲ့ပါတယ်ဒီဘက်ကတော့73နှစ်အရွယ်ကောင်းလေးတယောက်ဖြစ်ပြီးကြံတဲ့ခလေးတွေကသူ့ထက်ငယ်ကြပါတယ် ဒီမိသားစုတစ်ခုလုံးကိုသူလည်းဘလို့ရှာကြွေးရမလဲကလေးတွေဘာမှမစားမတောက်ရတဲ့အတွက်ကြောင့်မို့လို့ပင်မဆင်းရဲနေရကိုသူတို့လည်းထပ်ပြီးမကြည့်ရတော့ပါဘူးရာသီဥတုပူလွန်တဲ့အတွက်ကြောင့်မို့လို့အငယ်ဆုံးသမီးလေးကိုရက်တောင်ခတ်ပေးနေခဲ့ပါတယ်ရာသီဥတုပူလွန်တဲ့အခါမှာကလေးကလည်းနေမကောင်းဖြစ်နေခဲ့ပါတယ်စားတောက်ဖို့တောင်ပတ်စံမရှိဘူးဆိုနေမှာကလေးကိုစည်းကမ်းပြပေးဖို့အတွက်ပတ်စံပေးကနေရမလဲမျက်ရည်တွေတသွင်သွင်စီးကြနေရင်သူမပြောလိုက်ပါတယ်အရှင် ဒါကဘလို့စမ်းသပ်မှုမျိုးလဲရှင်။ကျမကလေးတွေကျမမျက်စိအရှိမာရင်အခက်ခဲဒုက္ခတွေ့နေကြရတယ်။ကျမတို့အတွက်ဘာမှမလုပ်ပေးနိုင်ဘူး။ဒီအချိန်မှာဒီဘက်ကလည်းသူ့အမေရဲ့ပခုံးပေါ်လက်လာတင်ပြီးပြောလိုက်ပါတယ်။အမေရဲ့မငူပါနဲ့တောက်အမေကအလုတ်တစ်ခုခုရှာဆိုပြီးပြောထားခဲ့တယ်မဟုတ်လားအဲ့ဒါကြောင့်တောက်အလုတ်ရှာလိုက်ပြီးအမေရဲ့ဒီနေ့ကစပြီးရောတာရက်ကွက်ထဲမှာရှိတဲ့စားတောက်ဆိုင်တစ်ဆိုင်မှာတန့်ရှင်အလုတ်သမားတွားလုံးမယ်ဒီအချိန်မှာမိခင်ဖြစ်သူကလည်းဝမ်းသာပြောရွှင်သွားခဲ့ပါတော့တယ် သူကတော့ရွှေတွင်းကြီးတကူပိုင်ဆိုင်ခွင့်ရသွားတယ်လို့ကိုပြောရွှင်သွားခဲ့ရပါ။ဒါကြောင့်သူကလည်းသူ့သားလေးကိုမေးခဲ့ပါရဲ့။ဟုတ်လားသားလေးရဲ့အဆင်ပြေရဖို့ဒါနဲ့သားတလောက်ကိုလစာဘလောက်ရမလဲ။တလောက်ကိုငွေတရာနဲ့ထမင်းအဝကျွေးလိုက်မယ်အမေ။ဒီလိုနဲ့သူကလည်းနောင်နေရဆပြီးအလုံးစဆင်းခဲ့ပါရဲ့။သူတရက်လောက်အလုံးပင်ပန်းဆင်းရဲစွာလှုပ်ပြီးညောင်မိုးချုပ်ပြီးဆိုတာနဲ့ဆိုင်မှာရှိတဲ့ထမင်းဟင်းတွေအားလုံးယူပြီးအိမ်ကိုပြန်လာခဲ့တတ်ပါရဲ့။ဒီလိုနဲ့ပဲအချိန်ခွန်နှစ်လောက်အကုန်ဆုံးသွားခဲ့ပါရဲ့။ ဒီဘက်ကတော့တဖြည်းဖြည်းစားတောက်ဆိုင်မှာထမင်းဟင်းချက်ပြုံနီးတွေကိုတင်ယူခဲ့ပါတယ်။တထဲကြီးကသူ့ကိုမေးလိုက်ပါတယ်။ဒီဘက်ကငါအန်ဆွဲထဲမှာပတ်စံ6000ထပ်ထားရဲမင်းထုတ်ယူလိုက်သေးလား။ခဏနေပါအောင်ဦးလေးရဲ့ဒါဘလို့စကားတွေပြောနေရလဲ။ကျွန်တော်ကအဲ့ဒီပတ်စံကိုဘာဖြစ်လို့ထုတ်ယူရမှာလဲ။ကျွန်တော်ဒီနေ့အထိဦးလေးမသိပဲဆိုင်ကနေပစ္စည်းတစ်ခုတော့မှယူခဲ့ဘူးလို့လား။ဂျန်တဲ့သူတွေကိုလည်းမေးကြည့်ပါလား။ဂျန်တဲ့သူတွေလည်းဆိုင်မှာတန့်ရှင်ရေလောက်ကြတာပဲလေ။ တော်ဆက်မှာငါအားလုံးမေးပြီးသွားပြီဘယ်သူမှမယူချဘူးတဲ့အားလုံးကလည်းမင်းကိုပဲတန်တရားဝင်နေကြတယ်မင်းအမိကိုငါခေါ်ထားတယ်တိတ်မကြခင်သူ့ဒီကိုရောက်လာလိမ့်မယ်ကဲကဲကဲဟိုမှာဟိုမှာမင်းအမိကတော့ရောက်လာပြီကဲဒီမှာဒီပတ်ကြီးအမိနေ့သားလေးကငါရဲ့အန်ဆွဲတဲ့ကိုလက်နှိုက်ပြီးပတ်ဆိုင်ယူခဲ့တယ်မင်းတို့ရဲ့တိတ်ခါတရားကိုငှဲ့ကွက်တွေအတွက်ကြောင့်မလို့ငါဘာမှမပြောခဲ့ရမဟုတ်ဘူးဆိုလို့ရှင်တော့ချက်ချင်းရဲခေါ်လို့ရတယ်သူ့ကိုဒီကနေခေါ်သွားလိုက်တော့သူငါဆိုင်မှာဘယ်တော့မှထပ်ပြီးတော့အလုံးလုံးလို့မရတော့ဘူး မဟုတ်တာရှင်မဖြစ်နိုင်ဘူးကျမသားလေးဘယ်တော့မှခိုးမှာမဟုတ်ဘူးကျမတို့အပြည့်အဝယုံကြည်တယ်အလုပ်ထုတ်ချင်တယ်ဆိုလို့ရှင်လည်းဒီအတိုင်းပဲထုတ်လို့ရပါတယ်ကျမသားလေးကိုတခိုးလို့ဆွဆွဲပြီးတော့အလုပ်ထုတ်စီရမလို့ဘူးမင်းတို့ဒီကနေအများဆုံးခေါ်သွားလိုက်တော့ငါတို့ရဲ့မျက်နှာကိုလုံးဝမကြည့်ချင်ဘူးအပြင်မှာအတန်အကျယ်ကြီးဖြစ်ကုန်မှဇောရင်တဲ့အတွက်မိခင်ဖြစ်သူကသားလေးကိုအများဆုံးအိမ်ကိုပြန်ခေါ်လာခဲ့လိုက်ပါတယ်အိမ်ကိုရောက်တာနဲ့သူမှချုံပွဲချငူပါတော့တယ် အမေရဲ့တောက်ယုံပါနော်တောက်မခိုးဘူးသီလားတောက်ဘာမှမလုပ်ခဲ့ဘူးတိတယ်ဒါလေးအမေရှုံနေခိုးယူခဲ့တာကတော့ဘုရားသခင်ကခိုးယူခဲ့တာအမေတို့ရဲ့ပျော်ရွှင်မှုတွေကိုခိုးယူခဲ့တယ်အမေတို့ရဲ့မျှော်လင့်ချက်တွေကိုခိုးယူခဲ့တယ်အခုဆိုရင်တော့အရာအားလုံးခိုးယူခံလိုက်ရပြီဘာမှကိုမကြံတော့ဘူးဒီဘက်ကလည်းငိုနေငိုနေနဲ့အိပ်ပျော်သွားခဲ့ပါတယ်ညမိုလ်ချောက်အိပ်ပျော်သွားခဲ့တဲ့အခါမှာသူအိမ်မက်တခုမှတ်ခဲ့ပါတယ် ိမ်မက်ထင်မှာသူကရေထွင်းတထွင်းနဲ့ပြုတ်ကျသွားခဲ့ပြီးရေထွင်းနဲ့ကနေတစင်ဂူတလုံးနဲ့ရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီထင်မှာအရန်ကိုလှပလွန်နဲ့ရေခဲအိမ်တိုင်ရှိပါတယ်။အဲ့ဒီနေရာမှာနတ်သမီးလေးတစ်ပါးကတော့မော်ထုတ်တန်လေးကင်ပြီးထိုင်နေခဲ့ပါတယ်။သူရဲ့မော်ထုတ်တန်လေးနဲ့ပစ္စည်းတွေကိုထိလိုက်တဲ့အခါတိုင်းဒါရီအားလုံးကရေခဲအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီရေခဲအိမ်အကြီးကြီးထဲမှာဒီပတ်ကတော့ရေခဲမီးပူကြီးနဲ့ထမင်းဟင်းတွေပြင်ဆင်ချက်ပြုံနေခဲ့ပါသေး။ ဒီဘက်ကတော့တတော်လေးနှစ်နှစ်ချာချာအိတ်မော်ကြာနေခဲ့ပါရဲ့မိခင်ဖြစ်သူကတော့တခြားတစ်ခုကိုစဉ်းစားနေခဲ့တာပေါ့သူမစိတ်ထဲကနေပြီးတော့လဲတွေးနေခဲ့မိပါရဲ့ငါဘဝကိုထပ်ပြီးတော့ရှင်သန်ဖို့အတွက်အားရမရှိတော့ငါကလေးတွေအားလုံးကိုငါအတူတူခေါ်သွားပြီးရေထွေးနေပဲခုံဆင်းလိုက်တော့မယ်ပြီးရင်တော့ငါလည်းတတ်သေးလိုက်မယ်ဒါဆိုရင်တော့စိုးရင်ပူပန်စရာကိစ္စတွေအားလုံးလဲကင်းဝေးသွားတော့မှာငါတို့တာမရှိတော့ဘူးဆိုရင်တော့ဘိုက်ဆာနေစရာအကြောင်းပါရှိအောင်မလဲတည်ပြီးတော့တဲ့အခါကျရင်အားလုံးနှက်ပြီကိုတက်ရတယ်လို့ငါကြားဘူးတယ် အဲ့ဒီနေရာမှာလိုအပ်ချက်တွေအားလုံးပြည့်ဝနေမှာငါတို့အနေနဲ့စူးစမ်းရုံးကန်စရာလည်းမလိုတော့ဘူးအလုံးလုံးစရာလည်းမလိုတော့ဘူးဖခင်သခင်ကအဲ့ဒီခါကြရင်တော့ငါတို့ကိုကောင်းကောင်းမွန်မွန်ထားပေးမှာပဲဘာဖြစ်လို့ငါတို့ဒီနေရာမှာဆင်းရဲဒုက္ခတွေကိုရင်ဆိုင်နေရတာလဲဒါကြောင့်မိခင်ဖြစ်သူကလည်းသူ့သားလေးကိုနှိုးပြီးနောက်မှာတော့ပြောလိုက်ပါတယ်ကဲဒီဘက်ကြီးနင်းရဲ့ညီမအငယ်ဆုံးလေးကိုအမြန်ဆုံးခြိလိုက်တော့ငါတို့အခုပဲနှက်ပြီးသွားကြမယ်လာခဲ့ဒီလိုနဲ့သူကလည်းခလေးလေးယောက်လုံးကိုခေါ်ပြီးနောက်မှာတော့ညအိမ်မို့ချုံတောင်းထဲကိုဝင်သွားနေခဲ့ပါတယ် ဒီဘက်ကလည်းဘာတခုမှစဉ်းစားမနေတော့ဘဲနဲ့သူညီမအငယ်ဆုံးလေးကိုချီပြီးသူ့အမေနောက်ကနေလိုက်ပါသွားပါတယ်။ဒီလိုနဲ့မိခင်ဖြစ်သူကလည်းအရှိမရေထွင်းတထွင်းကိုတွေ့ရနဲ့ရက်တန်းသွားခဲ့ပါတယ်။အမေဒီရေထွင်းကြီးကိုကျွန်တော်အိမ်မက်ထဲမှာမြင်ဘူးတယ်။အခုလေးရင်ပဲအိပ်ပျော်နေခဲ့တဲ့အချိန်မှာဒီရေထွင်းကိုကျွန်တော်အိမ်မက်မှတ်ခဲ့တာ။ဒီအထင်းမှာရေခဲအိမ်တိုင်ရှိရသီလားအမေ။အဲဒီရေခဲအိမ်ကြီးထဲမှာနှစ်သမီးလေးတစ်ပါးလည်းနေထိုင်နေ။ဒီအချိန်မှာမိခင်ဖြစ်သူကလည်း တာဖြစ်သူကတေချင်းတရားနဲ့ပတ်သက်ပြီးပထမရေကနမိတ်ကြိုဖတ်ထားတယ်လို့ထင်သွားခဲ့ပါတယ်။ဒါကြောင့်သူကလည်းငိုနေရင်းနဲ့ဒါလေးကိုပြောလိုက်ပါတယ်။ဟုတ်တယ်ဒါပြောတာမှန်တယ်။အဲ့ဒီထဲမှာနတ်သမီးလေးနေထိုင်နေ။အခုအမေတို့အားလုံးအဲ့ဒီနတ်သမီးလေးရှိကိုသွားကြမယ်။အဲ့ဒီနေရာမှာဆိုရင်တော့အမေတို့ကောင်းကောင်းမွန်မွန်နေထိုင်နိုင်လိမ့်မယ်။ထမင်းလည်းကောင်းကောင်းစားနိုင်မှာ။အဝိစားလှလှလေးတွေလည်းအများကြီးရလိမ့်မယ်။နင်တို့အားလုံးပျော်ရွှင်ဝမ်းသာသွားကြမှာ။အဲ့ဒါကြောင့်နင်တို့အားလုံးငါနဲ့အတူတူလိုက်ခဲကြမယ်မလား။ဟုတ်တယ်အမေဟုတ်တယ်။ ားတို့အားလုံးအတူတူသွားကြမယ်တကယ်လို့မသွားဘူးဆိုလို့ရှင်တော့တားတို့အားလုံးဖြော်ရည်တွေပဲတောင်းနေကြရလိမ့်မယ်အသီးနှံတွေလည်းထပ်ပြီးတော့မစားနိုင်တော့ဘူးအမေရဲ့မိခင်ဖြစ်သူကမျိုးလုံးမှိတ်ပြီးနောက်မှာတော့သူ့ရဲ့သမီးအငယ်ဆုံးလေးကိုအရင်ဆုံးရေထွင်းနဲ့ပြစ်ချလိုက်ပါတယ်ဒီနောက်ကလေးတစ်ယောက်ချင်းစီကိုရေထွင်းနဲ့ပြစ်ချပါတယ်အမေကျွန်တော်အရင်ဆုံးသွားလိုက်မယ်နော်အမေနောက်ကနေလိုက်ခဲ့ကလေးလေးတွေတနာပါတယ်သူတို့ဘလောက်တောင်မှအော်နေကြလဲဆိုတော့ကိုအမေတွေ့ရမလားဒီလိုနဲ့ ဒီဘက်ကရေတွင်နဲ့ဆင်းသွားခဲ့တဲ့အချိန်မှာပဲနတ်သမီးလေးကတော့သူ့ရဲ့ကလေးလေးယောက်လုံးကိုခေါ်ပြီးရေတွင်ပေါ်တက်လာတာတွေ့ခဲ့ရပါတယ်။ကလေးလေးတွေကတော့ဘာမှကိုဖြစ်မသွားခဲ့ကြပါဘူး။အားလုံးကတော့ပျော်ရွှင်စွာနဲ့ပြုံးရည်နေခဲ့ကြပါတယ်။ဘလို့ဖြစ်တာလဲ။နင်တို့လေးယောက်လုံးအဆင်ပြေကြတယ်ဟုတ်လား။ဘာမှမဖြစ်ကြဘူးပေါ့လေ။ခဏနေပါဦးရှင်။ဘာလို့အခုလိုမျိုးလောက်ရတာလဲ။အခက်အခဲဆိုတာကိုတော့လူတိုင်းရင်ဆိုင်ရပါတယ်။ဒါပေမဲ့ကိုမွေးထားတဲ့ကလေးတွေကိုဘယ်သူကရေတွင်နဲ့ပြစ်ချလို့လဲ။တလောက်ထိလဲအားနေမနေပါနဲ့။ အခြေအနေတွေအကုန်လုံးကိုရင်ဆိုင်တတ်အောင်သင်ယူရမယ်လေအမေတယောက်ကအခုလိုမျိုးအားနေနေလို့ပဲဖြစ်မလဲမိခင်ဆိုတာကအရာအလုံးကိုရင်ဆိုင်တိုက်ခိုက်နိုင်တယ်စိတ်ရဲတယ်ဆိုတာကဘာမို့လို့လဲရှင်ဒါနဲ့ရေခဲအိမ်ကိုပိုင်းနေတဲ့သမီးလေးမဟုတ်လားအမေအမေသူကကျွန်တော်ပြောတဲ့နှက်သမီးလေးပဲသူကဒီအောက်မှာအိမ်တအိမ်ပိုင်းနေရေခဲအိမ်လေးကျွန်တော်သူ့ရဲ့အိမ်မှာထမင်းဟင်းချက်ပြုတ်ပေးနေခဲ့ရပါဘောအမေရဲ့ဒါနဲ့နှက်သမီးလေးကျွန်တော်အတွက်ရေခဲအိမ်တအိမ်ဆောက်လုပ်ပေးလို့ရလားကျွန်တော်အခုချိန်မှာထမင်းဟင်းကောင်းကောင်းချက်ပြုတ်တတ်ပါတယ် ကျွန်တော်ရဲ့ရေခဲအိမ်မှာကိုရိုင်းထမင်းဟင်းချက်ပြုတ်ခြင်းနဲ့ဒါဆိုရင်တော့ကျွန်တော်တို့အားလုံးဘာကိုမှစိုးရင်စရာလည်းမလိုတော့ဘူးကျွန်တော်တို့ရဲ့ဆင်းရဲမှုတွေအကုန်လုံးကလည်းအမြဲတမ်းအတွက်ပပျောက်သွားလိမ့်မယ်နင်တို့အားလုံးကအရန်ကိုဒုက္ခရောက်နေခဲ့ကြတဲ့အတွက်ငါလည်းနှစ်သမီးတွေနေထိုင်တဲ့တိုင်းပြည်ကနေချက်ချင်းဆင်းလာခဲ့ရတာပဲအခုနင်တို့ရဲ့နေရရတွေအားလုံးပြောင်းလဲသွားပြီလို့ဒါတမန်လိုက်ပါတော့ဒါဆိုရင်တော့နင်တို့အိမ်ကိုပြန်လိုက်တော့ဒီဘက်အတွက်ငါကရေခဲအိမ်တိုင်ဆောက်လုပ်ပြင်ဆင်ထားပေးတယ်အဲ့ဒီရေခဲအိမ်ကဘယ်တော်မှပျော်ကြမှာမဟုတ်ဘူးနော် လင်ကျုပ်အဲ့ဒီမှာစိုင်ဖွင့်ပြီးနေထိုင်လို့ရတယ်ပြီးတော့စာကိုလည်းစူးစမ်းလေ့လာသင်ယူကြလာပြောဆိုပြီးနောက်နှစ်သမီးလေးပြောက်ကွယ်သွားခဲ့ပါတယ်သူတို့အိမ်ကိုပြန်သွားခဲ့တဲ့အခါမှာသူတို့အိမ်ကအမှန်တကယ်ပဲရေခဲနဲ့ဆောက်လုပ်ထားတဲ့အိမ်ဖြစ်နေခဲ့ပါတယ်အားလုံးကလည်းဝမ်းသာပျော်ရွှင်ကုန်ကြတာပေါ့ဒီဘက်ကလည်းအမှန်တကယ်ပဲစားတောက်ဆိုင်တဆိုင်ဖွင့်ပြီးတော့သူ့အမေကိုပြောခဲ့ပါတယ်မေကျွန်တော်ထမင်းဟင်းကောင်းကောင်းချက်မယ်ဝယ်သူတွေအများကြီးလည်းရောက်လာလိမ့်မယ်လူတွေကလည်းဒီရေခဲအိမ်ကိုတွေ့ရတဲ့အံ့အားတင်ကုန်ကြပါတယ်အရိနီယာစပီတီပတ်ကလည်းအလောက်ကိုစူးစမ်းလောက်ကင်ခဲ့ပါတယ် နွေရာသီမှာပိုလုံးတဲ့အတွက်သူဆိုင်ကိုလူတွေအများကြီးလာဝယ်စားကြတဲ့အခါမှာတော့သူလည်းပတ်စံအများကြီးရှာဖွေနိုင်သွားခဲ့ပါတယ်။ဖခင်ဖြစ်သူကလည်းပြောင်းလဲသွားခဲ့ပြီးသူ့ရဲ့အလုပ်တွေကိုဝိုင်းကူညီပေးခဲ့ပါတယ်။နွေရာသီမှာရရှိခဲ့တဲ့ဆိုင်လေးကတော့သူ့ဘဝကိုပြောင်းလဲစေခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့စင်ရဲသားရဲ့အဲကွန်းဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ဂီတာကတယောက်ကြားသူ့ကလေးနှစ်ယောက်နဲ့ attitude နေထိုင်နေခဲ့ပါတယ်။သူတို့ကအလောက်ကန်ကောင်းကောင်းရှိနေခဲ့ပြီးဘွားကလည်း ကောင်းကောင်းမွန်မွန်နေထိုင်ဖြတ်ကျော်နေခဲ့ကြသူတွေပါဒီအချိန်မှာပဲရိုဟစ်နဲ့အတူတူအလုံးလုံးနေခဲ့တဲ့ဒီနောက်ဆိုတဲ့ main ကလေးကသူမရဲ့အချစ်တွေနဲ့လှည့်စားပြလိုက်ပါတယ်တရမရိုဟစ်ကလည်းသူရဲ့ပြောရွှင်ချမ်းမြေ့ပွင့်မိသားစုဘဝလေးကိုတခါရေဖြတ်စီးပြစ်ခဲ့ပါတော့တယ်။ဂီတာ၅မင်းနဲ့အတူတူဆက်ပြီးမနေချင်တော့ဘူး။ငါရဲ့ယုံမှာငါနဲ့အတူတူအလုံးလုံးနေတဲ့တီနာဆိုတဲ့မိန်းကလေးတယောက်ကိုငါချစ်မိသွားပြီ။အဲဒါကြောင့်ငါအခုသူနဲ့ပဲအတူတူနေချင်တယ်။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာဂီတာအံ့အားသင့်သွားခဲ့ရပါတယ်။ ရှင်ဒါဘလို့စကားတွေပြောနေရတာလဲရှင်ဒုက္ခပါပဲကျမတို့မှာခလေးတွေရှိသေးတယ်ဆိုတာကိုရောရှင်သိသေးရမဟုတ်ဘူးလားတို့တို့မဆိုစဉ်းစားပေးစမ်းမအောင်တို့ဘလို့တောင်မှဝမ်းနဲ့နေလိုက်ကြမလဲရှင်တို့အတွက်စဉ်းစားရမှာပေါ့ရိုဟစ်ကပြောခဲ့ပါတယ်မသိဘူးငါဒါရီဘာမှမသိဘူးငါသိရတခုပဲရှိတယ်အဲ့ဒါကတော့ရှင်းရှင်းလေးပဲငါတီနာကိုချစ်တယ်သူနဲ့လက်ထပ်ချင်တယ်သူနဲ့အတူတူသားဆိုလို့ရှင် တော့ငါပျော်ရွှင်လိုက်မယ်လို့ထင်တယ်ဒါဆိုရင်တော့ကျမခလေးတွေကိုခေါ်ပြီးတော့ဘယ်လိုသွားအောင်မလဲရှင် ဒီအချိန်မှာရိုဟစ်ကလည်းပြန်ပြောလိုက်ပါတယ်။ဘယ်မှသွားစရာမလိုပါဘူး။မင်းအရင်တုန်းကဒီမှာဘလို့နေထိုင်ခဲ့လေဒီပုံစံအတိုင်းပဲဆက်ပြီးရောနေနေ။မင်းအထွတ်ကုံကြောက်စရိတ်တွေကိုတော့ငါအမြဲတမ်းပေးနေမယ်။ဒါထက်ပိုပြီးတော့ငါမင်းအထွတ်ဘာမှမလုပ်ပေးနိုင်တော့ဘူး။ပြောဆိုပြီးနောက်မှာသူကလည်းထွက်ခွာသွားခဲ့ပါတယ်။ရိုဟစ်မှငယ်ငယ်ချင်းတယောက်ရှိပါတယ်။သူကလည်းရိုဟစ်ကိုတော်တော်လေးရှင်းပြပြောပြခဲ့ပါတယ်။အဲ့လိုတော့မလုပ်လိုက်ပါနဲ့ငယ်ချင်းရဲ့။မင်းရဲ့မိန်းမနဲ့ကလေးတွေအထွတ်လည်းစဉ်းစားပါဦး။ ဒီနာကမင်းနဲ့တဘောအောင်လုံးအတူတူရှိနေပေးမဲ့သူမျိုးမဟုတ်ဘူးနော်ဒါပေမဲ့ရိုဟိတ်ကတော့ဘယ်သူပြောတဲ့စကားကိုမှနားမထောင်နိုင်ခဲ့ပါဘူးသူကဒီနာနဲ့ပဲအတူတူနေဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့ပါတယ်ပထမပိုင်းမှာတော့သူကဂီတာကိုပတ်စံပေးနေခဲ့ပါတယ်နောက်တော့သူကဂီတာကိုလုံးဝလှည့်မကြည့်တော့ပါဘူးတရားမှာတော့ဂီတာရှိမှသုံးဆွဲဖို့အတွက်ပတ်စံတပြားတစ်ချမ်းမှမကျန်တော့ပါဘူးခလေးတွေကလည်းစားလောင်နေခဲ့ကြပါတယ်ဂီတာလည်းတော်လေးစိတ်ပြတ်ဝမ်းနေနေခဲ့ရပါဘော ။"အိုဖျားသခင်ကျမဒီအချိန်ကြီးမှာဘာလုပ်ရမလဲ။ဘဲကိုသွားပြီးတော့ဘလို့နေထိုင်ရမလဲ။အခုတော့ကျမရှိမှာနီလန်တစ်ခုပဲရှိရော်တယ်။အခုတော့ဈေးပေါ်တဲ့အခန်းလေးတစ်ခန်းငါပြီးတော့အိမ်မှာရှိတဲ့ဈေးကြီးတဲ့ပစ္စည်းတွေအားလုံးကိုရောင်းထုတ်ရမယ်။ဒီလိုနဲ့အိမ်မှာရှိတဲ့ဈေးကြီးတဲ့ပရိဘောကပစ္စည်းတွေအားလုံးကိုသူမရောင်းချပစ်ခဲ့ပါရီ။ဒီနောက်မှာတော့မိသားစုဝင်တွေအားလုံးကိုခေါ်ပြီးဈေးပေါ်တဲ့အခန်းလေးတစ်ခန်းငါပြီးနေထိုင်ခဲ့ကြပါရီ။နွေရသည့်အရန်ကိုပူပြင်းနေခဲ့တဲ့အချိန်မှာသူတို့ကတော့စင်ရဲတဲ့ဘဝကိုဖျက်ချောနေထိုင်နေခဲ့ကြရပါတယ် ိမ်မှာအတုံးစိတ်တွေကလည်းအရန်ကိုများလို့နေခဲ့ပါတယ်။စားတော့ဖို့အတွက်ကုန်ကြစီရင်၊တုံးဆွဲဖို့အတွက်ကုန်ကြစီရင်ကလေးရရဲ့ပညာရေးကလည်းရှိသေးတဲ့အတွက်ကြောင့်မို့လို့ကျောင်းလားကားတွေကိုလည်းပေးသွင်းရပါတယ်။ဂီတာတယောက်တည်းတလောက်များတဲ့ပတ်စံတွေကိုသူဘယ်ကနေတွားရှာမလဲ။ယောက်ျားရဲ့တငယ်ချင်းဖြစ်သူကတခါတလေကြရင်အိမ်ကိုရောက်ရှိလာခဲ့ပြီးပတ်စံပေးကူညီတတ်ပါတယ်။အခုလိုမျိုးတကယ်ချင်းပြစ်သူကလာပြီးအကူအညီပေးနေကြတော့ရောက်ွက်ထဲကသူတွေကသဘောမကျကြပါဘူး တရက်မှာတော့တငယ်ချင်းဖြစ်သူကလည်းကလေးတွေစားတော့ဖို့အတွက်မုတ်တွေကိုဝယ်ပြီးအိမ်ကိုရောက်လာကြပါတယ်။ဒီအချိန်မှာအိမ်လေးချင်းတွေအားလုံးကလည်းပြောခဲ့ကြပါတယ်။ဒီကောင်ကဂီတစီကိုခဏခဏလာနေရဲ့ဘာကိစ္စနဲ့များသူခဏခဏလာနေရတာလေ။အေးကွာငါတော့တခုခုမှားရွံ့နေပြီလို့ထင်တယ်။အမလေးတော်ဇတ်မှတခုခုမှားနေတာမဟုတ်ဘူးလုံးဝကိုမှားနေရ။အမျိုးသမီးတယောက်တည်းရှိတဲ့အိမ်ကိုသူ့အနေနဲ့ခဏခဏလာစီရဘာအကြောင်းရှိလဲ။ပြီးတော့ကိုယ်တငယ်ချင်းရဲ့မိန်းမအိမ်ကိုဘာလို့ခဏခဏလာနေရတာလဲ။ သူနဲ့ဂီတာတို့တခုခုဖြစ်နေရကျင်းသေးတယ်ငါကတော့လုံးဝကိုတန်တရားဝင်နေပြီဟုတ်တယ်ဟုတ်တယ်ဖြစ်နိုင်တယ်ဒါလုံးဝကိုဖြစ်နိုင်တယ်သူကမကောင်းတဲ့မိမဖြစ်မယ်အဲ့ဒါကြောင့်လည်းတယောက်ကြောင့်သူ့ထားသွားတာပေါ့ဒီစကားတွေအလုံးကိုဂီတာနဲ့ကယ်လာရှ်တို့နှစ်ယောက်လုံးကလည်းကြားသွားခဲ့ကြပါရဲ့ဂီတာကတော့အရာကိုဝမ်းနေပြီးငိုနေခဲ့ရပေါ့ခမရတို့အလုံးကဒုက္ခရောက်နေတဲ့သူကိုအကူအညီပေးဖို့ဆိုလို့ရှိရင်တော့နောက်ဆုံးကိုပြေးသွားကြတယ်တကယ်လို့အတင်းပြောရမယ်ဆိုလို့ရှိရင်တော့ခမရတို့အလုံးအရှိဆုံးကပဲနော်ခမရတို့နန်းနေလေးရောမှမရှက်ကြဘူးလား ကဲဖ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 ဲကြတော့ဒီမှာတိတ်ချာကြည့်ကျောက်ကခလေးတွေစားတော့ဖို့အတွက်အစားအသောက်တွေကိုဝယ်လာခဲ့ပြီးအားလုံးကလည်းခေါင်းငုပ်ပြီးထွက်ပြေးသွားခဲ့ကြပါတယ်ဒီအချိန်မှာဂီတာကလည်းကဲလာရှ်ကိုဒီနေရာကိုထက်မလာဖို့အတွက်ပြောဆိုပြလိုက်ပါတယ်ဂီတာကလည်းကိုပိုင်းအထက်ကျောင်းတချောင်းမှဝင်ပြီးတော့အလုံးလုံးနေခဲ့ပါတယ်သူမကျောင်းမှစတင်ခဲ့တဲ့အခါမှာတော့တလောက်ကိုငွေ9000လောက်ရပါတယ်သူမအသုံးစရိတ်တွေအကုန်လုံးကိုလည်းရတဲ့ပတ်စံလေးနဲ့သုံးဆွဲနေခဲ့ရပါတယ်ရှာဒီဦးတို့ကအရန်ကိုပူနေခဲ့ပါတယ် မမေရဲ့ဦးလေးကိုဖုန်းဆက်ပြီးတော့ခေါ်လိုက်ပါလားသမီးတို့အတွက်အဲကိုလာတလုံးဝယ်ပေးပါလို့အရှမ်းပူတယ်မမေရဲ့သမီးတို့သူ့ကိုပတ်စံတစ်ဖြည်းဖြည်းချင်းပြန်ဆက်သွားလို့ရတာပဲလေဟုတ်တယ်မလားဟုတ်တယ်မမေရဲ့ဒါတော့တငယ်ချင်းရဲ့အိမ်ကိုသွားလဲတဲ့အခါကျရင်အဲ့ဒီမှာအဲကိုလာဖွင့်ထားပေးရအေးနေရပဲအဲ့ဒီနေရာမှာပဲတရက်အလုံးထိုင်နေလိုက်ချင်တယ်သူတို့ကတော့သားတို့ကိုခဏလေးရမှာပေးထိုင်ချင်းကြတာမဟုတ်ဘူးလေဟုတ်တယ်ပြီးတော့သမီးတငယ်ချင်းရဲ့အမေကလည်းပြောတယ်သမီးတို့ကိုစိန်ရဲလို့အိမ်ကိုမလာခိုင်းပါနဲ့တဲ့ တမီးတို့အိမ်ကနေတခုခုခိုးယူသွားမှကိုလေသူတို့ကကြောက်ရွံ့နေကြတယ်။ဒီသားကရန်ကုန်ဝမ်းထဲသွားတဲ့အတွက်ကြောင့်မို့လို့သူ့ကလေးနှစ်ယောက်လုံးကိုဖတ်ထားခဲ့လိုက်ပါတယ်။မဟုတ်တာကလေးတွေရဲ့ဒီနေ့ကစပြီးဘယ်သူအိမ်ကိုမှသွားစရာမလိုဘူးကြလား။ဘယ်သူအိမ်ကိုမှထပ်ပြီးတော့မသွားနဲ့။အမေတို့ကိုဘူဝါကိုရင်ဆိုင်တိုက်ပွဲဝင်နိုင်တယ်အမေတို့စူးစမ်းကြမယ်ဟုတ်ပြီလား။အမေတို့အကြောင်းကမန်နေဂျာမှဆိုင်တဆိုင်ဖွင့်ထားတယ်။သူ့ဆိုင်ကနေပြီးတော့အမေတို့အဲကိုလာတလုံးယူလိုက်ကြမယ်။ပြီးရင်တော့သူရဲ့ပတ်စံတွေကိုတစ်ဖြည်းဖြည်းအမေတို့ပြန်ဆက်ပေးလို့ရတာပဲ။ ဒီလိုနဲ့ဂီတာကလည်းအကြောင်းကမန်နေဂျာတယောက်စီကိုတွားပြီးအကျွေးယူခဲ့ပါတယ်။ဒီမှာကျွန်တော်ခမည်းကိုပါတခုမှအကျွေးမရောပေးနိုင်ဘူး။အခုဆိုလို့ရှင်တော့ဒီပစ္စည်းတွေကဈေးအရန်များတယ်လို့မျိုးနှွေရသည်ဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ဓာရီအားလုံးကရောင်းကောင်းနေရ။ကျွန်တော်မှရှိတဲ့အဲကိုလာတွေအားလုံးကလည်းရောင်းကုန်သွားခဲ့ပြီ။ဂီတာကအရန်ကိုရိုးသားလို့နဲ့အတွက်ကြောင့်မဟုတ်လို့ချက်ချင်းပြန်ထွက်သွားခဲ့ပါတယ်။ဒါကိုတွေ့ကြရတဲ့အခါမှာဆိုင်ပိုင်ရှင်ကသူ့ကိုပြန်ခေါ်လိုက်ပါတယ်။ဒါနဲ့ကျွန်တော်စီမှာအဲကိုလာတလုံးတော့ရှိသေးရဲ့။ခမည်းလိုချင်တဲ့ဆိုရင်တော့ပြောပါ။ နည်းနည်းလေး error တော့တက်နေရဲ့အဲ့ဒါကိုဝယ်မယ်ဆိုလို့ရှင်တော့ပတ်စံကလည်းအများကြီးကုန်ကြမှာမဟုတ်တော့ဘူးတေချာစဉ်းစားလိုက်ပါနောက်တစ်ခေါက်ဒီလိုပျက်စီးကတော့ပြန်ရဖို့အတွက်မရှိဘူးဂီတဝမ်းတော့ပျော်ရွှင်သွားခဲ့တဲ့အတွက်ကြောင့်မလို့သူကလည်းအဲ့ဒီ air cooler လေးဝယ်လာခဲ့လိုက်ပါတယ်သူရဲ့အိမ်အရှိမကားရက်လိုက်တာနဲ့အားလုံးကလည်းငေးပြီးကြည်နေခဲ့ကြပါတယ်ကာမောင်သမားကလည်း air cooler ကိုအိမ်ထဲအထီအောင်မှပို့ဆောင်ပေးခဲ့ပါတယ်ခလေးတွေကတော့ဝမ်းတော့ပျော်ရွှင်လို့လို့ဖြေမစဲနိုင်အောင်ပါပဲ ကလေးတွေကလည်းရက်ကွက်ထဲမှလိုက်ကြွားနေကြပါဗျ။တို့ငယ်ချင်းတွေနဲ့အိမ်ကြီးချင်းတွေကလည်းအဲကိုလာကိုလာကြည့်ကြပါဗျ။အမေဒီအဲကိုလာကိုဖွင့်လိုက်တော့တမီးတို့အားလုံးလေးအေးအေးလေးခံကြမယ်နော်။ဒီနေ့မှကလေးနှစ်ယောက်လုံးကအရန်ကိုဂုံယူဝမ်းသာမဆုံးဖြစ်နေကြပါဗျ။ဂီတာကလည်းချက်ချင်းပဲပလက်ဂျိုတက်ပြီးတော့ပြောလိုက်ပါဗျ။တားလေးရေဒီမှာရေဖြည့်လိုက်အောင်ဒီလိုနဲ့တို့ကလည်းရေဖြည့်လိုက်ပြီးခနာအကြမှာပဲရေတွေကစီးကျလာတော့ကိုတွေးကြရပါဗျ။တဖြည်းဖြည်းနဲ့ကြမ်းမြစ်တစ်ခုလုံးရေတွေဆိုးရွှဲသွားကြပါဗျ။ ဒါဘလို့ဖြစ်တာလဲငါ့ကိုသူကလိန်ပြီးတော့ရောင်းလိုက်တာပဲဒါပေမဲ့အဲကိုလာလေးကတော့အစင်ပြေနေခဲ့ပါတယ်လီအေအေလေးထွက်နေခဲ့တဲ့အခါမှာတော့သူမကလည်းတခုမဟုတ်တခုစဉ်းစားလိုက်ပါတယ်ငါဒီမှာဇလုံးတစ်လုံးထားထားပြီးရေပေကိုခံထားလိုက်တော့မယ်ဒီလိုနဲ့သူကဇလုံးလေးတစ်လုံးခံထားခဲ့ပြီးနောက်မှာတော့အဲကိုလာအရှိထိုင်နေခဲ့ပါတယ်ခလေးတွေအားလုံးကလည်းပျော်ရွှင်ဝမ်းသာစွာနဲ့လက်ခုပ်တီးပြီးအဲကိုလာကလေးကိုခံနေခဲ့ကြပါတယ်ဒီအချိန်မှာတခြားကလေးတွေကလက်ခုပ်တီးပြီးသူတို့ကိုလှောင်ပြောင်ခဲ့ကြတာပေါ့ နင်တို့ရဲ့အဲကိုလာကလည်းရေရေကြနေအဆောက်ကြီးအဆောက်ကြီးဟုတ်တယ်အဆောက်ကြီးဟေးအဆောက်ကြီးဒီလိုစုံနေတဲ့အဲကိုလာမျိုးငါတို့ဘယ်ကြုံကောင်းမှမမြင်တွေ့ခဲ့ဘူးဂီတအရန်ကိုစိတ်ဆိုးတော့တာထွက်သွားခဲ့ပါတယ်နင်တို့ဒီကနေချက်ချင်းထွက်သွားလိုက်ကြတော့ပြီးတော့ဒီကိုဘယ်တော့မှထပ်မလာကြနဲ့ကြလားကလေးတွေအကုန်လုံးကစိတ်ဆိုးတော့တာထွက်လို့နဲ့အတွက်ပြန်သွားခဲ့ကြပါတယ်ကလေးတို့ရေလေးအေးလေးထွက်နေတယ်အမေတို့ဒါကိုလဲလို့မရတော့ဘူးဆိုတော့ဒါလေးနဲ့ပဲအစဉ်ပြေပြေနေကြမယ်ရေတွေကအောက်ကိုပြုတ်ကြသွားတယ်ဆိုရင်တော့ရေတွေကိုပြစ်ပြီးရင်ရေပြန်ဖြစ် ဂီတာကတော့သူရဲ့မတတ်တာမှုတွေကိုဒီပုံစံအတိုင်းပဲအစဉ်ပြပြဖြတ်ကျော်နေထိုင်နေခဲ့ရပါတယ်။သူ့မှာသုံးဆွဲဖို့အတော်ပတ်စံလဲထပ်မရှိတော့ဘူးမဟုတ်လား။အခုဆိုလို့ရှင်တော့ဒီအဲကိုလာဝဲထားတဲ့အတွက်ကြောင့်မို့လို့သူရဲ့လစာတွေကနေဖြတ်ပြီးပေးနေခဲ့ရပါတယ်။ဂီတာကကလေးတွေကိုအမြဲတမ်းရှင်းပြပြောဆိုခဲ့ပါတယ်။အမေတို့အားလုံးအရန်ကိုဝမ်းသာပြောရွှင်ကြရဲဟုတ်ပြီလား။အမေတို့ညကျလို့ရှင်တော့ရေတပုံးချင်းစီထည့်ထားလိုက်မယ်။ကြားလာတဲ့ရေတွေကိုတော့အမေတို့ပြန်ပစ်ကြမယ်နော်။သူတို့အိမ်မှာရှိတဲ့အဲကိုလာကတော့ရက်ကွက်တစ်ခုလုံးကလောင်ပြောင်စရာဖြစ်လို့နေခဲ့ပါတယ်။ တရမှာတော့ရိုဟစ်မနတ်အစောကြီးဂီတာရဲ့အရှိကိုရောက်ရှိလာခဲ့ပါတယ်။သူကတော့တငယ်ချင်းဖြစ်သူကဲလာရှ်ကခေါ်လာခဲ့တာပဲဖြစ်ပါတယ်။တီနာကတော့ရိုဟစ်ကိုထားခဲ့ပြီးတခြားငယ်ရွယ်ချောမောတဲ့အကောင်လေးတစ်ယောက်နဲ့လိုက်သွားခဲ့ပါတယ်။သူကအယန်းကိုရှက်လွန်တဲ့အတွက်ကြောင့်မို့လို့ဂီတာစီကိုလည်းပြန်မလာနိုင်ခဲ့ပါဘူး။ဒီအချိန်မှာကဲလာရှ်ကသူ့စီကိုရောက်လာတဲ့အတွက်ဒီအကြောင်းတွေအလုံးကိုသိရှိခဲ့ရတာပါ။ကဲလာတငယ်ချင်းရဲ့မင်းရဲ့မိန်းမကိုတော့တောင်းမှန်လိုက်တော့ပြီးရင်တော့မင်းတို့ဘဝကိုအစကနေပြန်လဲစတင်ကြပါဦး။ ရိုဟိတ်ကလည်းတငယ်ချင်းဖြစ်သူရဲ့စကားကိုနားထောင်ပြီးအိမ်ပြန်လာခဲ့လိုက်ပါတယ်။သူတို့အိမ်ကိုရောက်ရှိလာခဲ့တဲ့အခါမှာသူတို့မိသားစုဘလောက်တောင်ဆစင်ရဲ့နေထိုင်ဖြတ်ကျော်နေရလဲဆိုတာကိုတွေးရှိသွားခဲ့ပါတယ်။ပျက်စီးနေတဲ့ပစ္စည်းတွေနဲ့အဝတ်အစားအဟောင်းအစုံလေးတွေကလွဲလို့လည်းဘာမှမရှိပါဘူး။ခလေးတွေကလည်းတော်တော်လေးအားနေနေခဲ့ကြပါပြီ။အဲကိုလာလေးတလုံးမှရေတွေဖြည့်နေခဲ့ကြပါတယ်။ဒါကိုတွေ့ခဲ့ရတဲ့အခါမှာရိုဟိတ်တယောက်ဝမ်းနဲ့လုံးလုံးမျက်ရည်တွေကျလာခဲ့ရပါတယ်။သူကအမြန်ဆုံးပြေးပြီးခလေးနှစ်ယောက်လုံးကိုဖတ်ထားခဲ့လိုက်ပါတယ်။သူ့မိမကိုကြည့်ပြီးနောက်ပြောခဲ့ပါတယ်။ ငါကတကယ်ကိုအပြစ်သားပါငါအများကြီးမားခဲ့မိတယ်ငါအပြစ်တွေအများကြီးလုပ်ခဲ့မိပါတယ်ဖြစ်နိုင်မယ်ဆိုရင်တော့ငါ့ကိုခွင့်လွှတ်ပေးပါငါတိနာပြောတဲ့စကားတွေအားလုံးကိုယုံကြည်ပြီးတော့ငါအမားတွေကိုကျူးလွန်ခဲ့တယ်ဂီတာကလည်းတယောက်ကြောင်ကိုခွင့်လွှတ်ပေးလိုက်ပါတယ်ကလေးတွေကလည်းဖခင်နဲ့ပြန်လဲဆောင်တွဲခင်ရတဲ့အခါမှာဝမ်းသာပျော်ရွှင်ကုန်ကြပါတယ်ရိုဟစ်ကလည်းပြောခဲ့ပါတယ်ကဲလာကလေးတို့ရဲ့အဖေတို့အရင်ဆုံးအဲကိုလာကောင်းကောင်းလေးတလုံးတော့ဝယ်ကြတာပေါ့ဒီနောက်ရိုဟစ်ပြောင်းလာတဲ့ဆိုတော့ရောက်ွက်ထဲကသူတွေအားလုံးတွေ့မြင်သွားခဲ့ကြပါတယ် ဒီနောက်အရန်အောင်တဲ့အဲကိုလာတလုံးဝဲလာခေလိုက်ပါရီဒါကိုကြည့်ဖို့အတွက်ရောက်ကထဲကသူတွေရောက်လာကြပြန်ပါတယ်ကျွန်တော်တို့ကတော့အဲကိုလာလာကြည့်ရပါခမရမိမကတကယ်ကြောတယ်သူကဆင်းဆင်းရဲသားနေထိုင်သွားတယ်သူကတော့တိတ်ခါရှိရှိပဲနေထိုင်ခဲ့တယ်ရိုဟစ်ကလည်းကုန်းယူစွာနဲ့သူ့မိမကိုကြည့်ပြီးပြောခဲ့ပါရီကျွန်တော်အမိမကတကယ်တော်တယ်ဆိုတာကျွန်တော်သိပါတယ်ကျွန်တော်လည်းသူ့လိုမိမကိုရတဲ့အတွက်ကံကောင်းတယ်အားလုံးကြောလက်ဖေးတိုက်လိုက်အောင်လေငါရရဲ့အဲကိုလာအသေးရောက်လာတယ်မလားအခုဆိုရင်မိသားစုဝင်တွေအားလုံးဝမ်းသွားပြောရှင်းကုန်ကြပါပြီ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်